ပိုက်တဲ့အေးဥပဒေကိုပြည်တော်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကိုတတိယအကြိမ်ပြင်ဆင်သည့်ဥပဒေဟုခေါ်တွင်စေရမည်အပိုက်နှင့်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုံမှ14ကိုအောက်ပါအတိုင်းအစားတို့ရမည်14ကော်မရှင်သည်ပုံမှ30ပုံမှကွဲကငယ်အရာကော်မရှင်အပွဲကွဲအစဉ်စဉ်ကိုဖွဲ့စည်းရာတွင် အများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြင့်ဖြစ်စေနိုင်ငံဝန်ထမ်းများဖြင့်ဖြစ်စေအ ਨੇ စုံ 3ဦးဖြင့်ဖွဲ့စည်းရမည်။ရင်းပုဂ္ဂိုလ်များအနက်တင်းလျော်သူတအုပ်ကိုဥက္ကဋ္ဌဖြင့်တာဝန်ပေးရရှာမည်။တက်ဆိုင်ရာရွေးကောက်ပွဲအရာရှိကိုအတွင်းရေးမှုအဖြစ်တာဝန်ပေးရရှာမည်။ပြည်တော်စုတမဒမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ439အရာကျွန်ုပ်လက်မှတ်ရေးထိုးသည်။ပေါ်မင်းအောင်လှိုင်ဘူဂျုံမှုကြီးဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟူ၍ပေါ်ပြပါရှိပါရခင်ဗျာ